ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်မေလ20ရက်ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့နေဆက်မှာရှိတဲ့စစ်ကောင်စီစခန်းတစ်ခုကို KNU သိမ်းယူလိုက်ကြောင်း Time Media Inquirer ကဖော်ပြတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကိုမေလ20ရက်နေ့မှာ ကရင်လက်နက်ကိုင်တော်လိုင်းအင်အားစုတွေကတင်းယူနိုင်ခဲ့ကြောင်းထိုင်းသတင်းဌာနအင်ခွာရာကဖော်ပြသွားခဲ့ကြောင်းကို People's Print မှာရေးသားထားပါတယ်။ကရင်မျိုးသားဖွဲ့ချုပ် KNU ရဲ့လက်နက်ကိုင်အစုဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးအဖွဲ့ KNDO တို့ဟာကရင်ပြည်နယ်ဖန်ခံထဲမှာရှိတဲ့အမှတ်24ချင်းနဲ့တရင်ခလာရ24ရဲ့တက်စကန်ကိုတင်းယူနိုင်ခဲ့တာလို့သိရပါတယ်။အဲဒီစကန်ဟာထိုင်းနိုင်ငံရဲ့တပ်ပြည်နယ်တဲကသာဆောင်ရိုင်းခရိုင် မဲတန်ခရိုင်ခွဲရဲ့နေကြားတစ်ဖက်မှာရှိနေတာလို့ Inquirer ကဆိုပါတယ်ညလုံးပေါင်းအပြင်းထန်ထိုးစစ်ဆင်ခဲ့တဲ့နောက် KNU ဟာမေလ20ရက်နေ့မနက်ပိုင်းမှာတက်စကန်ကိုသိမ်းယူနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေကတော့ခြေဦးတက်ရာထွက်ပြေးကုန်ကြတယ်လို့သိရပါဗျ။ထိုင်းနယ်ကြားဆောင်တပ်တွေကတော့နေဆက်တစ်လျှောက်ချင်းတွေကိုလေ့လာနေပြီးထွက်ပြေးလာတဲ့မြန်မာစစ်သားတွေနေဆက်ဖြတ်ကျော်ဝင်ရောက်လာသလားဆိုတာကိုစောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ KNU ကတော့စစ်ကောင်စီတပ်သား28ယောက်လောက်ဟာတောင်ရင်မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားခဲ့တယ်လို့ပြောပါတယ်။တက်စကန်ကိုသိမ်းယူနိုင်ချိန်မှာ rifle 24လက် pistol တစ်လက်60မမမော်တာတစ်လက်5.56မမကြီးကတ်60 pistol ကြီးတစ်ကတ်88မမမော်တာတစ်လက်ကိုခရင်တပ်ဖွဲ့တွေကသိမ်းစီရမိခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်ဒေသခံမြန်မာစစ်ရှောင်း142ယောက်ဟာလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဝင်ရောက်ပြီးယာယီခုလုံနေခဲ့ကြပါတယ်။အဲဒီစစ်ရှောင်းတွေကိုမဲတန်ခရိုင်ခွဲမှာနေရာထိုင်ခင်းတဲ့လူသားချင်းစာနာမှုအကူအညီတွေစီစဉ်ပေးထားကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ပန်းသာကြီးရွာမှာတက်ဆွဲပြီးပြည်သူတွေကိုစစ်ဆေးနှောက်ရှက်နေတဲ့စစ်တပ်ကို Zone National Union Zone Army ကပြစ်ခတ်မှုကြောင့်စစ်ကစားရဲ့စစ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းတမူးခရိုင်ပန်းသာကြီးရွာမှာတက်ဆွဲပြီးပြည်သူတွေကိုစစ်ဆေးအနှောက်ရှက်ပေးနေတဲ့စစ်တပ်ကို Zone National Union Zone Army ကပြစ်ခတ်မှုကြောင့်စစ်သား2ဦးသေဆုံးကြောင်းသိရှိရပါတယ်။မေလ18ရက်နေ့တမူးခရိုင်ပန်းသာကြီးရွာတွင်တက်ဆွဲထားတဲ့စစ်ကစားစစ်တပ်က လမ်းသွားလမ်းလာမိပါပြည်သူများအားအမျိုးမျိုးအနှောက်အယှက်ပေးနေတယ်လို့ဆိုပါတယ်။တခြားဇူအာမီဖွဲ့သားတွေကသတိပေးတဲ့အနေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးကြောင်းသတင်းထုတ်ပြန်ဖော်ပြပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့အင်ဒိုနီးရှားနိုင်ငံမှာအချမ်းသာဆုံးတထေးကြီးကမြန်မာစစ်အုပ်စုအတွက်အမေရိကန်ဒေါ်လာတန်း150ကျော်တန်ဖိုးရှိတဲ့ရေဒန်စီပေါင်း2တန်းကျော်ကိုရောင်းချထောက်ပံ့ကူညီခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာအချမ်းသာဆုံးတထေကြီးအက်ဒဝင်းဆို ရာဂျာရာကမြန်မာစစ်အုပ်စုအတွက်အမေရိကန်ဒေါ်လာတန်150ကျော်တန်ဖိုးရှိတဲ့ရေနံစီပေါင်း2တန်းကျော်ကိုရောင်းချထောက်ပံ့ကူညီခဲ့တယ်လို့ Justice for Myanmar ကဖော်ထုတ်လိုက်ပါတယ်။ Edwin So Rajara ကမြန်မာစစ်အုပ်စုကိုလေရင်စီထောက်ပံ့နေတဲ့ကုမ္ပဏီမှ၎င်းရဲ့ရှယ်ယာများအားမကြသေးမီကရောင်းချလိုက်ပေမဲ့ဆယ်စုနှစ်များကြာမတမာစီးပွားရေးလုပ်ငန်းအတွက်၎င်းအားအလွယ်တကူအလွတ်ပေးလို့မရဘူးလို့ Justice for Myanmar ကဖော်ပြပါတယ်။ ၎င်းရဲ့စီးပွားရေးလုပ်ငန်းများတဲ့ကတစ်ခုဟာစင်ကာပူအခြေစိုက် Stock Exchange စည်ရင်းဝင်ကုမ္ပဏီ Intara Resources Limited ဖြစ်ပြီးအဲ့ဒီကုမ္ပဏီဟာ Go Petrol Joint Operating Company Agency ရဲ့60ရာခိုင်နှုန်းကိုပိုင်ဆိုင်ကဆိုရာဂျာရာဟာ2023ခုနှစ်အထိ Intara Resources ရဲ့ဥက္ကဋ္ဌဖြစ်နေနှစ်20နီးပါးထမ်းဆောင်ခဲ့ပြီးမြန်မာစစ်အုပ်စုအဆက်ဆက်နဲ့မတမာစီးပွားရေးလုပ်ငန်းများလုပ်ကင်ခဲ့တယ်လို့ဆိုပါတယ် Go Petrol Company ဟာလက်ရှိစစ်အုပ်စုအတွက်2021ခုနှစ်ဇန်နဝါရီလမှ 2023ခုနှစ်နှစ်ကုန်အတွင်းအမေရိကန်ဒေါ်လာတန်း150ကျော်တန်ဖိုးရှိတဲ့ယင်းနယ်စီပေါင်း2သန်းကျော်ကိုရောင်းချထောက်ပံ့ကူညီခဲ့ပြီးစေအုပ်စုကျူးလွန်လျက်ရှိတဲ့စစ်ရာဇဝတ်မှုများနဲ့အွန်လိုင်းကျင်းလိုက်အကြမ်းဖက်နေမှုတွေကိုလောင်စာဖြင့်ကူညီခဲ့တယ်လို့ဖော်ပြပါဗျ။ဒါပြင် Go Patrol ရဲ့ကျန်40ရာခိုင်နှုန်းကိုမြန်မာစစ်အုပ်စုထံစစ်လက်နက်များရောင်းချထောက်ပံ့နေတဲ့တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီး Norin Co ရဲ့ကုမ္ပဏီတစ်ခုကပိုင်ဆိုင်တယ်လို့လည်းဖော်ပြပါဗျ။အခုတင်ပြခဲ့တဲ့သတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းတောက်နေဦးရွှေဝါနဲ့တာဂီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ